အရေပြားကိုမီးလောင်တယ်လို့လောင်ကျွမ်းစီတဲ့ Nairobi Fly မင်္ဂလာပါယူသားနေဒိမန်ပရိသတ်ကြီးဘိုးမွားတကောင်ကိုထိမိယုံနဲ့ကိုယ့်ရဲ့အရေပြားကိုမီးနဲ့ရှို့တယ်လို့နာကျင်ပြီးပူလောင်တဲ့ဒဏ်ရာရရှိနိုင်တဲ့ဆိုရင်သင်ယုံနိုင်မှာမလားအာဖရိကရှိလေပိုင်းဒေသတွေအထူးသဖြင့်ကင်ညာနိုင်ငံနိုင်ရိုဘီမြို့အနီးတစ်ဝိုက်မှာတွေ့ရတဲ့ဒီနိုင်ရိုဘီ fly လို့ခေါ်တဲ့အင်းဆက်ဘူးပေါင်ငယ်လေးတွေဟာဒီလိုကြောင်းမတ်ဖွဲ့ရောက်ကောင်းတဲ့အစွမ်းကိုပိုင်ဆိုင်ထားပါလိမ့် အဲ့ဒီကောင်ပေါင်းစားလေးတွေဟာဒင်းငယ်ပေမဲ့သရီးရဲ့အန်ရီကကြီးမားလွန်းတဲ့အတွက်ဒေသခံတွေရော ခရီးသွားတွေကပါသတိထားရှောင်ရှားရရည်ထူးထူးခြားခြားတတ်တော်ဝါတစ်မျိုးဖြစ်ပါလိမ့်။ဒီနေ့မှတော့အဲ့ဒီအကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။နာရိုဘီဖလိုင်းလို့ခေါ်တဲ့ကောင်တွေဟာတာမန်ကောင်တွေမဟုတ်ဖ ೇನೆ မြန်မာလိုဆိုရင်မီးပိုးကောင်လို့လည်းခေါ်ခြင်းခေါ်နိုင်ပါလိမ့်။သူကခြင်နဲ့တူပေမဲ့ခြင်မျိုးစိတ်မဟုတ်ဖ ೇನೆ ရူဗီဒယ်လို့ခေါ်တဲ့လေရီတစ်ပင်နေပေါ်မှာနေထိုင်တဲ့ဘူးတောင်မမျိုးနွယ်ဝင်တဲ့ကောင်ပါ။သူရဲ့တိတ်ပံအမိကတော့ဖက်ဒရက်ဆီဗရက်စ်ဖြစ်ပြီး အရွယ်စားကတီးငယ်ပြီးခန္ဓာကိုယ်ကအနက်ရောင်နဲ့အနီရောင်လိုင်းအစင်းနေပါဝင်ပါရီဒီကောင်းလေးဟာလူတွေကိုကြိုက်ခဲခြင်းမရှိပေမဲ့သူရဲ့ခန္ဓာကိုယ်တွေကနီးဘက်ထရီလို့ခေါ်တဲ့အလွန်အစိပ်ပြင်းတဲ့ဓာတ်ရုပ်ပစ္စည်းတမျိုးကိုထုတ်လုပ်ပါရီအဲ့ဒီတက်ကပဲလူကိုအန်ဒီရဲ့ဖြစ်စေတဲ့အဓိကအကြောင်းရင်းတမျိုးဖြစ်ပါရီအကယ်၍လူတယောက်ဟာအဲ့ဒီကောင်ကိုမတော်ဆထိမိလိုက်တာပဲဖြစ်ဖြစ်အသားပေါ်မှာပုတ်မိလိုက်တာပဲဖြစ်ဖြစ်ခန္ဓာကိုယ်တွေကပယ်ယာဒရင်လို့ခေါ်တဲ့ဓာတ်ရည်ဟာအရေးပြားပုံကိုပြန်နှံ့ရောက်ရှိပါရီ အဲ့ဒီဓာရုပစ္စည်းဟာအရေပြားကိုလောင်ကျွမ်းစေတဲ့အတွက်ဖီယာတရက်စ်ဒါမတိုက်တစ်လို့ခေါ်တဲ့အရေပြားရောဂါကိုဖြစ်ပေါ်စေပါသည်။အဲ့လိုဖြစ်ပေါ်လို့ရှိရင်အရေပြားမှာမီးလောင်ထားတဲ့လိုမျိုးနီးရဲပြီးတော့အဖူးပိတ်နေထွက်လာရပါသည်။တခါတရံမှာအရေးကြီးမှုအကြီးကြီးတွေဖြစ်လာပြီးအလွန်ပြင်းထန်တဲ့နာကျင်မှုကိုခံစားရတာပါ။ဒီတန်ရာတွေကပျောက်ကင်းမှုအတွက်လည်းရက်သားတစ်ပတ်အနည်းငယ်အချိန်ယူရလေးရှိပါသည်။မျက်နှာအပါအဝင်နူးညံ့တဲ့နေရာတွေကိုထိမိတဲ့အခါမှာပြင်းပြင်းထန်ထန်နာကျင်မှုကိုခံစားရစေပြီး ဖျားနာတာတွေခေါင်းကိုက်တာတွေအထီးကိုပါဖြစ်စေပါသည်ဒီကောင်တွေကအာရှတိုက်မှာလည်းတွေ့ရလေရှိပြီးအထူးသဖြင့်တစ်ပင်အုပ်ဆိုင်ဆိုင်နဲ့ဆွတ်ဆွတ်တဲ့နေရာတွေမှာတွေ့ရတာပါမိုးရင်းကာလာနဲ့အပူပိုင်းဒေသတွေမှာပုံမပေါက်ဖွားရပါသည်သူတို့ဟာအလင်းရောင်ကိုကျိုင်းနေတတ်တဲ့အတွက်ညဘက်မှာလူနေအိမ်နေဒါမှမဟုတ်ခရီးသည်တွေနာခိုတဲ့ဒဲတွေကိုဝင်ရောက်လာရပါသည်အဲ့ဒီနိုင်ရိုဘီဖလိုင်းကိုရှောင်ရှားဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အရေးပြားပေါ်မှာတွေ့ရင် လုံးဝပုတ်ထုတ်တာမျိုးမလို့ပုတ်ပြစ်တာမျိုးမပြုတ်လို့ဖြစ်နေမှုတ်ထုတ်လိုက်တာဒါမှမဟုတ်စက်ကူနဲ့ဖယ်ရှားပစ်တာပဲဖြစ်ပါသည် အသားပေါ်ရောက်နေတဲ့ပိုးကောင်ကိုလက်နဲ့ပုတ်မိပြီးအခြားခန္ဓာကိုအစိတ်ပိုင်းတွေကိုထပ်ထိမိလို့ရှိရင်သူ့ရဲ့အစိတ်ဓာတ်တွေကဒဂိုလုံးကိုပြန့်နှံ့သွားနိုင်တဲ့အတွက်အထူးပဲသတိထားသင့်ပါသည်အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့အဲ့ဒီ Nairobi Flying Lady ဟာတင်းငယ်ပေမယ့်အလွန်အန္တရာယ်ရှိတဲ့အင်ဆက်တမျိုးဖြစ်ပါသည်မြန်မာနိုင်ငံမှာလည်းမီးပိုးကောင်လို့ခေါ်တဲ့ဒီကောင်လေးတွေကိုတေချာလေးသတိထားဖို့အတွက်အကြံပြုခြင်းပါသည်သူတို့ရဲ့ခန္ဓာကိုယ်တွေက PR train လို့ခေါ်တဲ့ဓာတ်ရုပ်လက်နက်ဟာလူသားတွေကိုအန္တရာယ်အများကြီးပေးနိုင်အောင်ဖုတ်လို့ပါဒါကြောင့်မလို့အာဖရိကအရှေ့ပိုင်းဒေသလိုမျိုး ဒီလိုနေရာတွေကိုခရီးသွားတဲ့အခါမျိုးဖြစ်စေဆိုဆိုပြီးတော့ရာတီဥရုပူပြီးမိုးရွာတဲ့နေရာမျိုးမှာဖြစ်စေတော်တော်လေးသတိထားသင့်ပါတယ်ဒီလိုထူးခြားပြီးအန်ဒီရဲ့ရှေ့တတ်တော်ရီကတဘာဝတရားဟာကျွန်တော်တို့မသိသေးတဲ့လှုပ်ဝှက်ချက်တွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုတတ်သိပြနေတဲ့အကောင်လေးလို့လဲဆိုကောင်းဆိုရမှာဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်ပါအားလုံးလည်းကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အစုံနှစ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you